ရွှေကိုစတိုရီချန်နယ်ကိုအားပေးနားဆင်နေတဲ့ပရိသတ်များအားလုံးမင်္ဂလာပါရှင်။ပရိသတ်များအတွက်ဒီကနေ့တင်ဆက်ပေးခြင်းတဲ့ဇလံလေးကတော့မုတ်ဆိုးဖူးတီရဲ့မာယာတော်ဆိုတဲ့ဇလံလေးကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်။မောထိမတက်မြက်မှာမတ်ဆောက်လွန်လာတဲ့ယူမာတောင်ကြီးအလဲတောင်ကုန်းရန်ကုန်ကားလမ်းမပေါ်မှာခရီးတဲတဲ့ဘတ်ကားတစ်စီးက မြန်မာမတ်ဆောက်ကမွေလိမ်မွေကောက်ဖောက်လုပ်ထားတဲ့လမ်းပေါ်မှာခရီးနေလျက်ရှိပါတယ်။ကျွန်တော်ကားပြင်ပရင်းပေါင်းမှတဆင့်အပြင်တွင်မြင်ရတဲ့မြင်ကွင်းကိုကြည့်ကအတဲတထိတ်ထိတ်ရင်းတပူပူပင်ရှိနေမိတော့ပါတယ်။ယူမတောင်ကြီးများကမြန်မာမတ်ဆောက်လမ်းမှာလဲကားတစည်းစားတဲ့အနေငယ်ကျဲကအတံမင်ကျင်းမြောင်းလွှတ်လာပါတယ်။ကားပေါ်မှာလမ်းကြည့်ပါကအသူတရားမှနဲ့တဲ့ခြောက်ကြီးများကိုအတရားစပွဲတွေ့နေရပါတယ်။ကျွန်တော်တို့ဘေးခုံမှာတော့ကျွန်တော်မိတ်ဆွေကိုကျော်စာက ရူးပေါ်တွင်ညာရောက်ပြီးဖြစ်သောကြောင့်အတန်ငယ်အေးစိတ်သဖြင့်အနှွေးထည့်အင်းကြီးအထူကြီးဝက်ကအုတ်ထုတ်ကိုမျက်နှာဖုံးမှဆွဲချလျက်ငိုင်မိကလိုက်ပါလာပါတယ်။ကိုကျော်စွာခေါ်လာတဲ့သူ့တပည့်နှစ်ယောက်ကကျွန်တော်တို့နောက်ထန်ကုန်မှာတရားပေါ်တရားမှီလဲအိတ်ဆက်နေပါတယ်။ယခုကျွန်တော်တို့လာတဲ့ခရီးသည်ကတခြားခရီးမဟုတ်ကျွန်တော်မိတ်ဆွေမုတ်ဆူကျော်ဖိုးတီနေထိုင်ရာ ရိုးမတော်ကရွာစီတို့ပင်ဖြစ်ပါတယ်။လာရချင်းအကြောင်းကတော့ကိုကျော်စွာကြောင့်ပဲဖြစ်ပါတယ်။ကိုကျော်စွာကကျွန်တော်အရင်ကြီးဆုံးတကယ်ချင်းတယောက်ဖြစ်တယ်။ကိုကျော်စွာကမိဘများမှရှိကြတော့ပဲ။ဒါပေမဲ့လည်းမိဘအမွေအနှစ်များနဲ့ချမ်းချမ်းတသာပြည့်ပြည့်စုံစုံနေထိုင်နိုင်သူဖြစ်ပါတယ်။ကိုကျော်စွာမှာအထူးတလဲဝါသနာထုံတဲ့အလုပ်တစ်ခုရှိပါတယ်။အဲ့ဒါကတော့တခြားမဟုတ်ပဲအမဲဝါသနာပါခြင်းပဲဖြစ်ပါတယ်။ သူဝဒနာပါတဲ့အမဲပစ်ချေလုပ်ငန်းများအတွက်အခွင့်ကြုံတယ်လို့ရှမ်းပြည်နယ်မှာသူဦးလေးဝန်းခွဲတရာအကူအညီနဲ့ဒေသခံမုံစုများကိုခေါ်ပြီးရှမ်းရုံးမက အမဲပစ်ထွက်လေးရှိပါတယ်။အခုလည်းကျွန်တော်တို့ဒေသဖြစ်တဲ့ရခိုင်ရုံးမမှာအမဲပစ်လို့ရတယ်လို့ကျွန်တော်ကိုအပူကတ်လာပါတော့တယ်။ အဲ့ဒါကြောင့်ကျွန်တော်အတွက်လည်းဝတ္ထုရေးသားရဲ့ကုန်ကျန်းရကိုကျော်စွာအတွက်လည်းအမဲပင်ခွေရနှစ်ဦးနှစ်ဖက်အစဉ်ပြေတဲ့အလုံးမလို့ကျွန်တော်နဲ့ယင်းနှစ်ခင်မလာတဲ့မဟုတ်ဆိုးကျော်ကိုဖိုးတီထံသို့ခကြီးထွက်လာကြခြင်းပဲဖြစ်ပါတယ်။ညတနာရီခန့်တွင်ယူမကားလန်နှစ်ပြီးကားခကြီးတစ်ထပ်နာရက်နာတဲ့ရေပြိုင်အင်းမှာကျွန်တော်တို့အဖွဲဆင်းနေခဲ့ကြပါတယ်။အဲ့ဒီနေရာကကိုဖိုးတီအချိုလွတ်တာဟန်တူတဲ့ရွာသားတယောက်လဲကျွန်တော်တို့အဖွဲအားအသင်ဆောင်ဆိုင်နေလျက်ရှိပါတယ် ကျွန်တော်တို့အဖွဲ့လာမယ်ဆိုတဲ့တဲ့တင်ကိုအစားကပင်ကျွတွင်းရဲ့အကြောင်းကြားထားခြင်းကြောင့်ဖြစ်ပါတယ်။အဲဒီကနေတဆင့်ကိုဖိုးတီတို့ရွာအားထပ်သွားရအောင်မယ်မဟုတ်လား။အခုတော့အချင်းလုံးနေပြီဖြစ်တော့ကြောင့်ထိုထမင်းဆိုင်ပြီးအဖီရင်းမင်းဖြစ်တယ်လို့အိတ်ဆက်ကြရပါတော့တယ်။နောက်တနေ့မနက်စောစောတွင်ကျွန်တော်တို့အဖွဲ့တီဦးဆောင်လမ်းပြတဲ့ရွာသားနောက်မှကိုဖိုးတီတို့ရွာကိုခရီးဆက်ခဲ့ကြပါတော့တယ်။ ကိုဖိုးတေတို့ရွာကိုသွားတဲ့လမ်းကလမ်းဟူမမဲရမရှိပဲဒေါ်အထက်ထက်တောင်းအသွဲသွဲအားဖြတ်တန်းသွားလာရခြင်းပဲဖြစ်ပါတယ်ခရီးထွက်လေထွက်ထမရှိတဲ့ကျွန်တော်ကတောသားပင်ဖြစ်လင်ကစားချွေးတတိတိကြမြမောပန်းလျက်ရှိပါတယ်။ကိုကျော်စွာနဲ့သူ့လူနှစ်ယောက်ကတောပြစ်ခဏခဏထွက်လေရှိတဲ့အချင်းရှိတယ်ထင်ပါတယ်။ကျွန်တော်တို့မောပန်းဟန်မတွေ့ရပါဘူး။လမ်းခရီးမှာလမ်းပြကိုကျွန်တော်တို့မိတ်ဆက်စကားပြောဆိုကြပါတယ်။သူကပြုံးပြုံးဖြင့်မြန်မာစကားအသိနားလဲပုံမရတောင်ပေါ်နေ နပောက်ကျချင်းလူမျိုးဖြစ်ရန်တူပါတယ်မောတဲ့အချင်းရောက်တဲ့အခါမှာစံကြောင်းတစ်ခုပြီးမှခနာတပြုံနားနေကြရင်ပါလာတဲ့ရိတ်ခါများကိုကိုကျော်စွာလူနည်းအားချက်ပြုတ်စေရင်အခုမှကျွန်တော်တို့လည်းခနာတပြုံနားရပါတော့တယ်။စားတော့ပြီးတဲ့အချင်းမဆိုင်မဲခရီးဆက်ထွက်လာခဲ့ကြတော့ညနေ၄နာရီဝန်းကျင်လောက်မှာတောင်ပေါ်ရွာကလေးတရာကိုရောက်ခဲ့ကြပါတော့တယ်။အင်ဂျီ30ပတ်ဝန်းကျင်မြတ်တောင်ပေါ်ရွာကလေးတရာဖြစ်ပါတယ်။လမ်းမြရွာသားကရွာထိပ်ရှိ နှစ်ချက်ပြင်နိုင်တဲ့လုံးရှိရာခြံဝင်းအတွင်ဝင်လိုက်ရင်သူတို့ဘာသာစကားဖြင့်အိမ်ရှိမှလမ်းခေါ်လိုက်ပါတယ်။ဝေးလာပြီလာပြီ။ဟေးကျော်စင်လက်မင်းတို့ရောက်လာပြီလား။အေးကွာဝေးလိုက်တာဖိုးတရားမင်းတို့ရွာကလည်းဧည့်သည်တွေနဲ့မောလာကြရောပေါ့လာလာအိမ်မောတက်ကြ။တန်သူငါဧည့်သည်တွေကိုအခုလိုခေါ်လာပေးတာကြီးစုပါပဲကွာ။ဖိုးတေကကျွန်တော်တို့လူစုကိုဗိမ္မာနကပြုတ်ရင်ကျွန်တော်တို့အားခေါ်လာတဲ့ရွာသားကိုပါကြီးစုတင်စကားတက်ဆက်တယ်လှမ်းပြောလိုက်ပါတယ်။ ျွန်တော်တို့လည်းရွာတို့လမ်းပြခေါ်လာတဲ့ရွာသားအားကျေးဇူးတင်စကားဝိုင်းပြောကြပါတယ်။အဲ့ဒီရွာသားကကျွန်တော်တို့အဖွဲ့အားပြုံးပြ၍လက်ဝေရန်ကဘိုတေအိမ်ခြံဝင်းအတွင်မှထွက်ခွာသွားပြီဖြစ်ပါတယ်။အိမ်မော်တက်ကြခရီးအဝေးကြီးကနေလာတာမောကြရောပေါ့။ကျွန်တော်တို့လူစုလေဧည့်သည်ခန်းမှာတင့်တော်ရနေရမှာအထုပ်အပုံများထားရင်ဧကန်းအလဲရှိဖြာချမ်းပေါ်မှာမောပန့်လာတော့ကြောင့်ခြေပြစ်လက်ပြစ်ထိုင်ချလိုက်ကြပါတော့တယ်။ကဲ အမောပြေရင်နွေးနဲ့ဆက်သား6ဖုံလေးတုံးဆောင်ကြပါအောင်မုတ်ဆိုးကြည့်အင်းဆိုတော့တခြားဧကန်ကြီးဘာမှအဆင်သင့်မရှိလို့ပါဗျကျော်စင်လက်ဧည့်သည်တွေနဲ့မိတ်ဆက်ပေးအောင်လေကွာအေးဖို့တေဒါငါတငယ်ချင်းကိုကျော်စွာဟိုတယောက်ကတာထွန်းနဲ့မင်းတင်နဲ့အခုမင်းစီအတိတ်ကလာရတော့ကျော်စွာကအမဲပြစ်ဖို့အတွက်အကူညီတောင်းလာနဲ့မင်းစီရောက်လာတာပဲမင်းငါစီကအကူညီတောင်းရင်တော့မျက်ခုံခက်လက်လို့ပဲဟိုတခါမင်းဧည့်သည်ကိုမင်းကောင်နဲ့လိုက်သွားတာ ကံကောင်းလို့မတီးလို့ပြန်ရောက်လာတာတွေးကြည့်ရင်အခုထိရင်တုံနေတော့မယ်။မင်းကောင်အားဖိုးတီစီညွန်လိုက်၍ခရီးတစ်ခုထွက်လာကြသည်ကိုစက်ကောမလိုင်ကူမလျှို့ဝဲရတနာတိုင်းဇလန်းမှာပေါ်ပြထားပြီးဖြစ်ပါတယ်။ကျွန်တော်နာမည်ကျော်စွာပါကိုဖိုးတီအခုလာရတာကအမဲပြဝါဒနာကြောင့်ကိုဖိုးတီစီရောက်လာရတာပါ။လိုအပ်တာတွေကိုဖိုးတီအခုညတောင်းပြဖို့မြတ်တရက်ခံပေးရစီ။ဟုတ်ကဲ့ကျွန်တော်ဖိုးတီပါကိုကျော်စွာတွေ့ရတာဝမ်းသာပါတယ်။ကျော်စင်လက်လို့ကျွန်တော်ကိုခင်နိုင်ပါတယ်။ ဒါနဲ့တခွ့ဗာများလဲကုဖို့တည်ဒီလိုကိုကျော်စွာကိုကျော်စွာအနေနဲ့အမဲပြက်ထွက်ပူးမှန်ထင်ပါတယ်ဟုတ်ကဲ့ကျွန်တော်ရှမ်းပြည်နယ်ဘက်အမဲထွက်ပူးပါတယ်ကုဖို့တည်အော်ကျွန်တော်အဓိကပြောချင်တာကဒေါ်စီကန်တောင်စီကန်ဆိုတာကျုပ်တို့လူတော်မှုဆိုပြီးအဓိကလိုက်နာရတဲ့တာဝန်ပဲကိုကျော်စွာကိုကျော်စွာလဲဒေါ်စီကန်တောင်စီကန်နားလည်ပါပါဟုတ်ကဲ့ကျွန်တော်ရှမ်းပြည်ဘက်မှာအမဲလိုက်တော့ကတွေ့ပြီးပါတယ်အဓိကကျွန်တော်ပြောချင်တာကလည်းအဲ့ဒါပါပဲကိုကျော်စွာ ယုံနာမယုံနာအပထားဒေါ်လာမိုင်မြောက်တာကိုလက်ခံရမယ်။နောက်တစ်ခုကတကြောင်နာကာရာတရွာတပုတ်စန်းဆိုသလိုတနေနဲ့တနေတော်စီခန်းစင်လဲကွဲလွဲလင်တက်တယ်။ဒီတော့တော်ရက်ရောက်ရင်ကျွန်တော်စကားအတိအကျလိုက်နာကြဖို့လိုလိမ့်မယ်ကိုကျော်စွာ။ကျွန်တော်နဲ့ကိုကျော်စွာခေါ်လာတဲ့အထန်းသမားနှစ်ယောက်ကကိုကျော်စွာနဲ့ဖို့တီပြောနေတဲ့စကားများကိုနားမလည်တော့ကြောင်းဘေးတွင်ရင်ွေးကျန်းတော့ဆက်သားချဖို့စာရင်ဖြင့်ရှိနေကြပါတယ်။ စိတ်ကြပါကူဖို့တေနေခံမုတ်ဆိုးကိုကြော်ပြီးကျွန်တော်ဘာမှမလုပ်ပါဘူးကောင်းပါပြီကိုကျော်စွာဒါတော့ဆိုရင်ရပါပြီနောက်တရက်နှစ်ရက်နေတော့တက်ကြတာပေါ့ဒါနဲ့ကိုကျော်စွာဘလို့သားကောင်ကိုအဓိကထားပစ်ခတ်ဖို့ရည်ရွယ်ထားတယ်လေလက်နဲ့ကောပါလားဟုတ်ကဲ့ကိုဖို့တေကျွန်တော်အဓိကပစ်ဖို့ရည်ရွယ်ထားတာကတော့တောင်စိတ်ပစ်ဖို့ပါပဲလက်နဲ့ကတော့လိုင်းစင်နဲ့ကင်နဲ့တက်နဲ့ပါလာပါတယ်တောင်စိတ်ပြဖို့ဆိုရင်တော့ဒေါ်နေနေနဲ့ဝင်ရမယ်ကုကြောစွာအစင်ပြေပါလိမ့်မယ် ကဲညနေလဲစောင်းနေပြီရေမိုးချိုးကြအောင်နောက်ဘေးခြောက်မှာစမ်းချောင်းရှိတယ်လာကျွန်တော်လိုက်ပြမယ်တနေ့လုံးခရီးပြင်းနေလာတာချွေးများဖုံများပြည့်ပေးကြနေတဲ့မြတ်အားအေးမြတော်ရိုးစမ်းပောက်ကလေးတွင်ရေဆင်းစိန်ကြရင်ရေချိုးပြင်းပြန်လာကြတဲ့အခါအဲခမ်းမှာစပွဲဝိုင်းလေးတွင်ထိုင်ဆောင်နေတဲ့ကိုဖူးတီကိုတွေ့လိုက်ရပါတယ်။လာကြပြို့တအားအေးလာကြရောပေါ့။ထမင်းမစားခင်အချမ်းပြေလေး။တဲကောင်းတဲ့အစီအစဉ်ပဲပြို့။အာလုံးချမ်းနေကြပြီ။တခွက်တဖလာဆွဲကြရအောင်ကိုကျော်စွာ။ ကျုပ်ကလည်းအိမ်ရှင်တွေအဲ့ဝဲကြည်နေတာဧည့်သည်ကလည်းပြန်ကြည့်ရမှာပေါ့ဗျာဟာဟာဟာကိုကျော်စွာစကားအစုံသုံးယောက်သားရင်မောလိုက်ကြမိပါတယ်ဟုတ်ပါတယ်ယူမအတွင်ညားရောက်လာတာနဲ့အေးတက်ပူလာခြင်းနဲ့အတူခုနာကမှရေချိုးလာရေချမ်းနေမိပါတယ်အဲ့ဒါကြောင့်ဖူးတီစကားအားဘသူမှမငင်းဆန်နိုင်ကြတော့ပဲကောင်းကြီးရဲ့နဲ့တင်းနေတဲ့ဆန်ရက်အားဆက်သားချောင်းအမြင့်ဖြင့်မြည်ကြရင်ညစာအားတောဘက်သားချက် ဗရက်စာဟင်းစုကရက်ယူဖြင့်စားတော့ကြပြီးဘိုင်လီလီဖြင့်ဧည့်ခံတွင်ခဏတဖြုတ်ထိုင်ကြရင်အဲ့ရဝင်ခဲ့ကြပါတယ်။အပြင်ဖက်တွင်ကနင်းဆက်ကြတန်တဖြောက်ဖြောက်ခတ်ဝီဝီစီမှခြေဟောက်တန်ညဘိုးကောင်တို့အော်မိတန်ဖြင့်တနေ့လုံးခရီးပြင်းနှင်းလာတော့ကြောင်းနေချိန်စွာအိမ်မောကျသွားတော့ဒီမှာနောက်တနေ့မနက်နေမြင့်မှပင်နှူးပါတော့တယ်။မနက်စောစောအချိန်တောင်တန်းကြီးများသည့်မြို့ခိုးများရစ်တိုင်းဝီလျက်ရှိပါရယ်။နွေရာသီဖြစ်တာကြောင့် တချို့အပင်များမှာရွက်ဟောင်းကျွေးလျက်တချို့မှာရက်သစ်ဝေလျက်ရှိနေတာကြောင့်တောင်နှန်းကြီးများအားအဝေးမှလှမ်းကြည့်ပါကဆေးရောင်စုံချေမှုန်းထားတဲ့ဗကြီကားတစ်ချက်အားကြည့်နေရတဲ့ကဲ့သို့ပင်ရှိနေပါတယ်။ကျွန်တော်တို့လူစုကရွာမှထွက်လာခဲ့ကြပြီဖြစ်ပါတယ်။ရွာမှထွက်ရအတန်ငယ်ရှောက်မိတဲ့အခါဒေါ်ဆက်တနေရာမှာရှေးမှရှောက်သွားတဲ့ဖူးတီရက်လိုက်ခြင်းကြောင့်ကျွန်တော်တို့အားလုံးရက်လိုက်ကြပါတယ်။ကဲကျွန်တော်တို့တောမဝင်ခင်လမိုင်းတင်ရမယ်ဒီတော့ပါလာသမျှလက်နက်တွေဒီမှာလာစုပေးကြပါ ဖိုတီလက်နက်စုပုံရန်ညွန်ပြတဲ့နေရာကတောတရက်ပင်ကြီးတပင်အောက်ဖြစ်ပြီးတောတရက်ပင်ကြီးရဲ့ပင်စီတွင်နတ်ကွန်းတစ်ခုတိဆောက်ထားတာကိုပါဒက်ဆက်ထဲတွေ့လိုက်ရပါတယ်။ပါလာတဲ့ဓာတ်တနက်များအားလုံးကိုစုပုံပြီးချိန်မှာဖိုတီလည်းသူ့ဖြင်ကျန်းလွယ်အိတ်တွင်မှလက်ဖက်ကွန်းကျက်ဥပြုတ်များအားထုတ်ယူလိုက်ကနတ်စင်ပေါ်တင်မြောက်ပတရင်တဒွတ်တို့ဖြစ်ရွတ်စွန်နေပါတော့တယ်။ဖိုတီလမိုင်းတင်မြောက်တဲ့ကိစ္စပြီးမြောက်တဲ့အခါကျွန်တော်တို့လူစုလက်နက်များကိုစီပြန်ယူလိုက်ကြရင် ဆက်လက်ခရီးထွက်ခွာခဲ့ကြပါတယ်။လက်နက်ဟုဆိုရတွင်လဲကျွန်တော်နဲ့အထံတမား၂ယောက်တွင်လိုရမရဓမြောင်တစ်ယောက်တစ်ချောင်းစီဆောင်လျက်ဖူတီနဲ့ကြောစွာသာတနက်များခိုင်းဆောင်ထားကြခြင်းဖြစ်ပါတယ်။တောသည်နတ်တတနဲ့လာသည်လန်ခရီးတွင်တားကောင်ရဲ့ကလေးများတွေ့တော်လဲပြစ်ခတ်ခြင်းမပြုကြခြင်းမိုးတက်ခြင်းရောက်တဲ့အခါတောနဲ့အတွင်သို့ရောက်ခဲ့ပြီဖြစ်ပါတယ်။ ဖူတီကစံပေါတစ်ခုအနည်းတွင် မနက်စာစားရင်နားခိုင်းသောကြောင့်ပါလာတဲ့ထမင်းထုတ်များကိုဖြေကစားတော့ကြရင်ခဏတက်ဖြုတ်နိုင်ခရီးဆိုင်ခဲ့ကြပါတယ်။ထိုနေရာမှာအတန်ငယ်ရှောက်မိတဲ့အခါရှေးမှရှောက်နေတဲ့ဖူတီကလက်ထောင်ပြလိုက်ခြင်းကြောင့်အာလုံးငိမ့်တက်စွာရက်တန့်လိုက်ကြပါတယ်။ဖိုးတီကမုတ်ဆိုးဒူထောက်ထန်ချလိုက်ရင်သူ့ရှေ့မှာကြောက်သားရောနှောနေတဲ့မြေပြင်အောက်အတီအချာစိုက်ကြည့်ရင်မှကျွန်တော်တို့ဘက်လန်းလာရင်ဟန်ကြလိုက်ပြီဗျာဒီမှာလာကြည့်ကြပါဦး ူတီပြတဲ့နေရာသွားကြည့်ကြတဲ့အခါကြောက်သားရောနေတော့မြေပြင်တွင်ထင်းနေတဲ့တရိတ်ဆန်တကောင်ရဲ့ခြေရာအချို့အားတွေ့လိုက်ရပါတယ်။မြေဒီအကောင်ရဲ့ခြေရာဟူ၍ကခွဲခြားမသိတော့ကြဖူတီဘာဟန်ကြတာလဲကွာဘာကောင်ရဲ့ခြေရာလဲဒါကဒီလိုလေကွာဒီကကိုကျော်စွာပြစ်ချင်နေဆိုတဲ့တောင်စိတ်ခြေရာတွေကွာ ခွာရမို့ဒီလိုကြောက်သားပြင်ပေါ်မှာထင်နိုင်တာပေါ့ကဲခြေရာတွေကရှောက်သွားတာတိတ်မကြလောက်သေးဘူးဒီနားမှာမျက်ရည်လွင်ပြင်တစ်ခုရှိတယ်ငါသွားပြီးစနီးနာလိုက်မယ်မင်းတို့ခဏနေခဲ့ကြအောင်ဖို့တေကကျွန်တော်တို့အဖွဲအားထားကေကထွက်သွားပြီဖြစ်ပါတယ်ကျွန်တော်တို့ကအနီးနားမှာရှိအရေးကောင်းရတဲ့တပင်းကြီးအောက်တွင်ဖို့တေပြန်အလာကိုဆောက်ရင်ကြော်စင်လက်ဟိုနားဒီနားခဏရှောက်သွားကြည့်ရအောင်ကိုဖို့တေသွားတာလဲကြာပြီအခုထိပြန်မရောက်သေးဘူး အေးလေသွားကြမယ်တိတ်တော့ဝေဝေမသွားနဲ့ကြောစွာဖူးတွေပြန်လာရင်လွဲနေဦးမယ်တိတ်အဝေးကြီးမသွားပါဘူးဒီအနီနာလေးရှောက်ကြည့်ကြတာပေါ့နောက်ပြီးကိုဖူးတွေပြန်လာရင်လဲကျုပ်လူနှစ်ယောက်ကြံ့နေခဲ့တာပဲဘာမှမဖြစ်ပါဘူးကိုကျော်စင်လက်ရာအင်းမဒါဆိုလဲသွားရအောင်ကျွန်တော်ဖူးတွေအားထိုင်ဆောက်နေရသည်ကိုပြင်းရင်ညင်းငွေလာတော့ကြောင့်ကိုကျော်စွာအကျန်အားတဘောသူကနှစ်ယောက်သာဟိုတီလျှောက်လာခဲ့ပါတော့တယ်။ရှ နေရာတစ်ခုရောက်တွင်ကိုကျော်စောကတိတ်တိတ်နေရအချက်ပြရဲလက်ဟန်ချင်းဟန်ပြ၍ညွန်ပြတော့ကြောင့်ကျွန်တော်လည်းသူညွန်ပြရနေရကိုလှမ်းကြည့်မိလိုက်တယ်။တမင်ကြီးတကောင်ပင်ဖြစ်ပါတယ်။တောင်ဆောင်တနေရာတွင်ပေါက်ရောက်နေတဲ့အရွမ်းနူကလေးများအားစားနေခြင်းဖြစ်ပါတယ်။ကိုကျော်စောကကျွန်တော်အားနေရာတွင်ကြံခဲ့ရန်လက်ဖြင့်အချက်ပြရင်သူကတမင်ကြီးနဲ့ပြစ်ကွင်းနေတဲ့နေအောင်ချင်းကပ်သွားရင်ဒေချာပြစ်ကွင်းကောင်းသောနေရာအယောက်မှာ မုံစိုးတူထောက်ထိုင်ချလိုက်ရင် တိတ်ဆိတ်နေတဲ့တော့အတွင်း ေါ်တိုက်ရင်အားပောက်ကွဲတန်ကျေလောင်စွာထွက်ပေါ်လာခြင်းနဲ့အတူတမင်းကြီးဟာဇက်ကနဲ့တစ်ချက်ခံမြင်းမြင်းသူခုန်လိုက်ရင်နေပင်ပေါ်သို့ဘုံကနေပြုတ်ကျလာကအကြောတစ်ချက်နှစ်ချက်ဆိုရင်ငြိမ့်သက်သွားပါတယ်။ထိသွားပြီကိုကျော်စွာဇက်ကမဲ့ကိုကျော်စင်လက်ရည်မပစ်တာကြပါမယ်လက်ရည်မကျသေးပါဘူး။ရန်ငွေဝီနေစဲတနက်အာကရင်ဂုံယူဝင့်ကြားစွာ ပြောရင်ကိုကျော်စွာကပြန်ပြောခြင်းဖြစ်ပါတယ်။သူပုံစံကအားရတက်ကြနေပုံရှိပါတယ်။လာပြုတ်ကိုကျော်စင်လက်သွားတရအောင် နှစ်ယောက်သာတမင်ကြီးရှိရာကိုအသွားမှာမထင်မှတ်တဲ့အခြေအနေတစ်ခုနဲ့ကြုံတွေ့လိုက်ရပါတယ်။ရုတ်တရက်ကြီးလင်းစွာတာနေတဲ့ရာသီဥတုကချက်ချင်းပင်မဲမောင်သွားပြီးလေပြင်းများတိုက်ခတ်တမ်းများလဲကြားရပါတယ်။ထူးခြားသည်ကလေတိုက်တန်ကြားနေရတော့လဲတစ်ပင်ကြီးငယ်များကလှုပ်ရှားမှုတစုံတရာမရှိတာထူးဆန်းလာပါတယ်။ဟာကိုကျော်စွာဘလို့ဖြစ်တာလဲ။စင်အော်တန်တွေပါကြားရတယ်။ဒီဘက်လာနေပုံပဲဘလို့လောက်ကြမလဲ။ကျွန်တော်လည်းမပြောတတ်တော့ဘူးကိုကျော်စင်လက်။ ကျွန်တော်ကထူးခြားသောအခြေအနေကြောင့်ကြောင်ရွံ့ထိတ်လန့်နေလျက်ရှိခြင်းနဲ့အတူကိုကျော်စွာပုံမှန်လည်းအတော်ထိတ်လန့်နေလျက်ရှိပါတယ်။ဟင်ဘာကြီးလဲကိုကျော်စွာ။ဟာဟုတ်ပါရဲ့ဘာကောင်ကြီးလဲ။ပြစ်လေပြစ်ကိုကျော်စွာကျွန်တော်တို့စီလာနေပြီ။အလွန်ပင်အံ့ဩစရာကောင်းလွန်လာတဲ့မြင်ကွင်းပင်ဖြစ်ပါတယ်။အမောင်ရိပ်ဖုံးလွှဲနေခြင်းကြောင့်မပီဝူတဝါဖြစ်နေသောမြင်ကွင်းမှာကိုကျော်စွာပြစ်ခတ်၍လဲကျန်နေသောတမင်နေရာမှလူရိပ်တစ်ခုသည်ကုန်းထကကျွန်တော်တို့နေရာထံတရင်တရံဖြစ်လာနေပါသည် အရက်ခုနှစ်ပေခန့်မြအမွေးဆုပ်ဖွားဖြင့်ထိုအကောင်ကြီးသည်လူတော့မဖြစ်တံပေထိုကြောင့်ကိုကျော်စွာအားကျွန်တော်ကြောက်လန့်တကြပစ်ခိုင်းလိုက်ခြင်းဖြစ်ပါတယ်။ကိုကျော်စွာကထိုအကောင်ကြီးထံတနက်နှစ်ချက်ဆင့်ပစ်လိုက်ခြင်းဖြစ်ပါတယ်။ဟာ?ဟင်?ဘလို့ဖြစ်တာလဲ?အချိန်နေမဟန်ဘူးပြေးကြရအောင်။အံ့ဩပြီးအံ့ဩစရာကိုကျော်စွာပြက်လိုက်တဲ့တနက်နှစ်ချက်လုံးကထိုအကောင်ကြီးအားထိမှန်ပါတယ်။သို့တော့ထိုအကောင်ကြီးကတစ်ချက်မြပြင်ရဲရိုက်မသွားပါဘူး။ ထို့အတွက်ကျွန်တော်လည်းကြော်စွန်အားပြင်းရနိုးစော်လိုက်ပြီးကျွန်တော်တို့ရပ်နာခဲ့တဲ့နေရာအားမှန်းစာကပြေးပါလိတော့တယ်ကျွန်တော်နောက်တွင်ကကိုကြော်စွန်နဲ့ဦးရဖာရပြေးလိုက်လာပါတယ်ဟဲ့လူတွေဒီကိုအမြန်လာကြကျွန်တော်တို့ရန်နာခဲ့တဲ့နေရာအရာတွင်ဖိုးတီရဲ့ခေါ်တန်ကြားလိုက်ရတော့ကြောင့်ဒိုနီယာတို့အမြန်ပြေးသွားမိပါတယ်ဖိုးတီကဘယ်အချိန်ကရောက်နေလဲမသိဒိုနဲ့အတူအထန်းသမားနှစ်ယောက်လည်းရှိနေပါတယ်အထန်းသမားကကြောက်လန့်ကအသားတဆန်းဆန်းတုံရင်နေလျက်ရှိကြပါတယ် သူတို့လည်းယခုလိုထူးခြားတဲ့အခြေအနေကြောင့်ကြောက်ရွံ့နေပုံရပါတယ်။ဘလိုရီဖြစ်တာလဲဖိုးသည်။ငါနားမလဲတော့ဘူး။အဲ့ဒါတွေနောက်မှမေးမင်းတို့အခုဘာဖြစ်လာကြလဲအမြန်ပြောတနက်တန်တွေလဲကြားတယ်။ဖြစ်စဉ်ကအချင်းချင်းကကျွန်တော်နဲ့ကိုကြောစွာတမင်ကြီးအားစတင်ပြစ်ခတ်ဒီမှယခုအခြေအနေထိဖိုးတီအားပြောပြလိုက်ပါတယ်။ငါထင်တဲ့အတိုင်းပဲလူတွေတခုမှမဖြစ်တာကံကောင်းမင်းတို့ကငါမသိပဲဘာမှမလုပ်ပါနဲ့လို့မှားထားရက်နဲ့အခုဘာဖြစ်လို့လဲဖိုးတီရ အချိန်မရှိတော့ဘူးမင်းတို့ကငါနောက်မှရှင်းပြမယ်အခုအစားပြီးငါစကားကိုတတွေ့မတိတ်နားထောင်မှုလို့ပြီဖိုးတီကအတန်ငယ်ဒေါသဟန်ပင်စကားတမ်းမာနေတယ်ထို့နောက်ကျွန်တော်တို့လူစုရဲ့နေရာမှာရှေးသူတူထွက်လာရင် တောပိုင်တောင်ပိုင်များအားတောင်းပန်ပါတယ်မတိလိန်မာတဲ့တာမီးများကတောပိုင်တောင်ပိုင်များအားစိတ်ဆိုးဒေါသဖြစ်အောင်လုပ်မိပါတယ်ထို့အတွက်သားသမီးမှတောပိုင်တောင်ပိုင်များအားအားလုံးကိုစားတောင်းပန်အပ်ပါရယ်ယခုရှိတွင်မြင်နေရတဲ့ ဇင်ပြွန်းပင်နဲ့တစ်စိတ်ပင်ကြသည်ပထမစီတောင်ပိနေပင်နဲ့ဗန်ဘူးပင်ကြသည်ဒုတိယမြောက်စီမြောင်းငိုပင်နဲ့တောတရက်ပင်ကြသည်တတိယစီဖူးတီကဒေါ်ပိုင်တောင်ပိုင်များအားတောင်ပိုင်ရင်တစ်ဆက်တဲ့အရက်လေးမျက်နှာတို့တစ်ခုချင်းဘက်ကကျွန်တော်တို့ယခုရောက်နေတဲ့နေရာအားစီးချနေပါတော့တယ်အရက်လေးမျက်နှာတို့စီးချပြီးကျွန်တော်တို့လူစုရှိရာတို့လျှောက်လာရင်စိတ်ပြက်လက်ပြက်ထိုင်ချလိုက်ကနှစ်ဖူးများအားပဝါပိုင်းဖြင့်တုတ်နေပါတော့တယ်ဘလို့ဖြစ်တာလဲဖူးတီ ငါတို့နားလည်အောင်ရှင်းပါဦးအေးအခုငါတို့ကြုံနေရတာအမားအယွင်တစုံတရာရှိလို့တော့မှခံရတာပဲကွာမင်းတို့ဒီနေရာမှာပဲနေဘသူမှငါချထားတဲ့စီးကိုကြော်ပြီးအပြစ်မထွက်ကြနဲ့ကျွန်တော်တို့ဘာအမားအယွင်ရှိလို့လဲခုဖို့တည်းဒီမှာကိုကြော်စွာ ခမည်းတီတော်ကိုစဝင်လာတော့ဘာသားကောင်ဖြစ်ဖို့ရေရွယ်ပြီးလာလာလဲလမ်းမှာကောဘာကောင်ပြစ်မယ်လို့တွတ်တွတ်ပြောလာတယ်လေတောင်စိတ်လေးကိုဖို့တည်းရဘာလို့လဲအဲ့ဒါပဲ အဖေကအဲ့ဒါဆိုခမရဘာလို့တမင်ကိုသွားပစ်လဲအခုတော်မောက်ပြီးကိုကျော်စွာထားပါတော့ဖြစ်ပြီးတာတွေအခုအားလုံးတစ်ခါတည်းပြောမယ်အခုဟာကအမြင်ကိုအမြင်အတိုင်းယုံလို့မရတဲ့အခြေအနေမို့အားလုံးအခုစီးထဲမှာပဲနေကြကျွန်တော်စကားနားထောင်ကြပါဖူဒီစကားကြောင့်အားလုံးငြိမ်သက်စွာဖြင့်ကျွန်တော်တို့ငိုင်းသွားမိကြပါတယ်ထို့စဉ်ဟာဆင်ရိုင်းအုပ်ကြီးဒီဘက်လာနေပြီဘယ်လိုလုပ်ကြမလဲဖူဒီဟုတ်တယ်ဟဲ့ဆင်အုပ်ကြီး စင်ထက်မှာပါလာတာလူတွေလားဟာလူမဟုတ်ဘူးမကောင်းဆိုးဝါးကောင်းတယ်ဘယ်လိုလုပ်ကြမလဲကြာရင်အားလုံးစင်နှင်းခံရတော့မယ်တကယ်ကြောက်မက်ဖို့ရအခြေအနေပင်တောစင်ရန်တအုပ်ဒီကျွန်တော်တို့ရှိတောအုံမှတပင်တက်ကိုင်းများအားတဖြောင်းဖြောင်းတဝုံဝုံချိုးဖဲ့ကလာတန်တဲ့အတူထွက်ပေါ်လာကြပါတယ်နေကင်းဒီအမအတိကြနေလင်ကစားတော်ရန်စင်အုပ်ကြီးထင်ရှားပြတ်သွားစာမြင်နေရပါတယ် စင်ပေါ်တွင်စီးနှင်းပါလာသူများကိုတွေ့လဲရတဲ့အခါတစ်ဖွဲ့လုံးဖိုးတေမှလဲ၍စောင်းရထိတ်လန့်အော်ဟစ်လိုက်မိကြပါတော့တယ်စင်မော်ရင်စီနင်းလိုက်ပါသူများကတကိုလုံးအေးပြားမရှိပဲဒွေးတန်တရေရေဖြင့်ရှိနေကဦးကောင်းတွင်လဲဇပင်ဟူရဲ့တပင်းမှမရှိပဲဒွေးချင်းချင်းညီလက်မျက်ခွန်မျက်ရည်မပါပဲငေါထွက်နေတဲ့မျက်လုံးနှာခေါင်ကတူဝင်ပြပြားကတူဝင်လျက်အထက်လန်တက်နေပါတယ်နှာခမ်းမရှိတော့ကြောင့် အကျဲသားမြင်နေရတဲ့သွားတို့ဖြင့်အင်မတန်ကြောက်မွက်ဖွယ်ရာကောင်းတဲ့အကောင်များကစီနင်းလိုက်ပါလာကြခြင်းဖြစ်ပါတယ်။ဆင်ရိုင်းများပုံစံကကျွန်တော်တို့အဖွဲအားတစစီနင်းချိန်မဲ့ပုံစံအဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့လူစုအော်ဟစ်လိုက်မိကြခြင်းဖြစ်ပါတယ်။အားလုံးငြိမ့်ငြိမ့်နေကြဘသူမှဘယ်ကမှထွက်မပြေးကြနဲ့အခုမြင်နေရတာတွေကအမှန်မဟုတ်ဘူး။တော်ရဲ့လက်ကွက်တွေပဲအခုမြင်တဲ့အတိုင်းပဲကြုံချထားတဲ့စီးအပြင်မှာပဲသူတို့ရှိတယ်။ဝင်မလာကြဘူးတွေ့လား။ တကယ်လို့ကျုပ်တို့ပြောတဲ့အတိုင်းနေမယ်ဆိုရင်အားလုံးအတက်ကိုကျုပ်တာဝန်ယူတယ်။တကယ်လို့ကိုယ့်သဘောနဲ့ကိုယ်ထွက်ပြေးမယ်ဆိုရင်တော့ကျုပ်နဲ့မဆိုင်တော့ဘူး။ကိုဖူးတရဲ့တင်းမာပြတ်သားတဲ့အတန်းကြောင့်တယောက်တစ်ပေါက်ကြောက်လန့်ကဆူညံနေတဲ့ကျွန်တော်တို့အဖွဲ့လဲသူစကားကြောင့်စင်ရိုင်းအောက်အားလှမ်းကြည့်ပြီးတော့ဖူးတီစီးချထားတဲ့ကျွန်တော်တို့နဲ့အတောင်30ခန်းများအကွာအဝေးမှာရက်ရက်ရှိပါတယ်။ ဖိုးတီပြောဒီမှာတဘာဝကြသည်မို့ကျွန်တော်တို့လည်းငြိမ်သက်စွာဖြင့်ဆက်လက်စောင့်ကြည့်ကြရာတဏှာီခန့်တွင်ရာသည်ဥတုဒီငကိုးပုံမှန်အတိုင်းပြန်လဲကြည်လင်လာသလိုစင်ရိုင်းအုံနဲ့ကြောက်စရာတဘာဝကောင်းများပြန်လဲကတော်တွင်ပြန်ဝင်သွားကြသည်ကိုတွေ့ရပါတယ်အချိန်ကညနေဆောင်၄နာရီခန့်မြပြင်ရှိပြီဖြစ်ပါတယ်ရာသည်ဥတုလည်းငကိုးအတိုင်းပင်ရှိကပြန်လဲကြည်လင်သွားပြီဖြစ်ပါတယ်ကဲ အချိန်မရှိတော့ဘူးထမင်းချက်တဲ့လူကချက်ညာအိဖိုလင်းဆောက်တဲ့သူကဆောက်ရမယ်ညမိုးမချုပ်ခင်ကျုပ်တို့လင်းပေါ်ရောက်နေဖို့လိုတယ်ဟူးကြုံရတဲ့အဖြစ်တွေကတွေးပြက်စရာပါလားကိုဖိုတီအေးဒါကအစပဲရှိသေးတယ်ကြောစင်လက်တော်စီပောက်သွားပြီတော်မောက်သွားပြီဆိုတော့မကြခင်တော်ချဖို့ပဲကြံတော့တယ်ဟေးမပြီးသေးဘူးလားကွာဖိုတီကဲနောက်ကြနေပြီလင့်ထိုးဖို့အမြန်လောက်ရအောင် အထံသမားနှစ်ယောက်ကအနည်းရှိစမ်းကြောင်းလေးမှရေပြင့်ထမင်းချက်နေချိန်ကျွန်တော်ဖိုးတီကိုကျော်စွာက အနည်းရှိတက်ဝါးနွေများခုံရင်တစ်ပင်ခက်ကြီးကြီးတစ်ပင်ရဲ့အပင်ဆုံးကကြွားတယ်လင်းတစ်ခုအမြန်လောက်ကြပါတယ် ဖိုးတေကအသွေးအကြုံရှိသောကြောင့်လင်းစင်ကမကြခင်ပြီးသွားပါတော့တယ်။လင်းစင်ပေါ်တက်ရန်နှွေဖြင့်ပြုတ်လုထားတဲ့ကျိုးလီကားလေးတစ်ခုဟာပြုတ်လုလိုက်ကြပါတယ်။တော်ရည်တောင်ရည်များကြောင့်နေဝင်သည်နဲ့မိုးကဆုံဆုံချုပ်သွားပါတော့တယ်။ဖိုးတေကမိုးချုပ်တာနဲ့အာလုံးလင်းစင်ပေါ်တက်ခိုင်းတယ်။ထမင်းဟင်းများကပါလင်းစင်ပေါ်တခါတည်းတင်ရင်လင်းစင်ပေါ်မှာဖြစ်တယ်လို့စားတောက်လိုက်ကြပါတယ်။စားတောက်ပြီးဖိုးတေကကျိုးလီကားအပေါ်ဆွဲတင်တင်လိုက်ရင်မှအာလုံးပဲကျုပ်တခုမှားထားကြတယ်။ အပေါ့အလေးသွားခြင်းဟိုလင့်စင်အောင်မှာဝါးကြည့်တော့တွေလှုပ်ထားတယ်။အဲ့ထဲမှာအပေါ့အလေးသွားကြပါ။ဘာအကြောင်းရှိရှိအောက်မဆင်းကြပါနဲ့။နောက်တစ်ခုကနိုးနိုးကြကြအိတ်ကြဖို့ပါ။အားလုံးကိုကြုံမှာပါရစေ။ခြင်များဖြုတ်များဒီကလင်ပေါ်တွင်ရှိနေသောကျွန်တော်တို့လူစုထံသို့ပြားပရုံများကဲ့သို့အဆူလိုက်အပြုံလိုက်တိုးဝင်လာကြပါရစေ။တတော်လုံးတထောင်လုံးသည်ညာပိုးကောင်တို့အော်မြင့်တမ်းမြတ်ကြားရအောင်တိတ်ဆိတ်ငိမ့်သက်စွာဖြင့်ရှိနေပါရစေ။ ပိန်ပိန်အားမောင်းမောင်းနေတဲ့ပတ်ဝန်းကျင်သည်ခဏအကြာတဖြည်းဖြည်းလင်းထိန်လာပါတယ်။လာထွက်လာခဲ့ပြီဖြစ်သောကြောင့်ပင်ဖြစ်ပါတယ်။လာစုံရမို့လာထွက်ရနောက်ကျခြင်းဖြစ်ပါတယ်။အားလုံးမှာတစ်နေ့လုံးပင်ပန်းလာတဲ့အချိန်နဲ့အဆင်ပြေသလိုလင်းစင်ပေါ်မှာငိုက်မိနေကြပါတယ်။ကျွန်တော်လည်းတစ်နေ့လုံးပင်ပန်းလာတော့ကြောင်းမိခင်နဲ့တစ်ချက်အိပ်ပျော်သွားမိပါတယ်။ကဲကြပါအောင်ရှင်ကဲကြပါအောင်ဟင်တိတ်ဆိတ်နေသောညတွင်မင်းကလေးငယ်တစ်ယောက်ရဲ့ကြောက်လန့်တကြားအကူညီသောအော်ဟစ်တန်ကြောင့် တတိဖြင့်အိတ်နေတော့ကျွန်တော်စက်ခနဲ့လက်နိုးသွားပါတယ်။ထို့အတူအခြားသူများလည်းလှုပ်လှုပ်ရှားရှားဖြစ်ကနိုးလာကြသည်ကိုတွေ့ရပါတယ်။သူတို့လည်းထိုအတန်ကြားလိုက်သည်ပင်ဖြစ်ရမယ်။အားလုံးသိစိတ်စွာစကားမဆူဖြစ်ကြပဲအတန်ကြားရကျွန်တော်တို့အရှိတ်ဘက်သို့ဆိုင်ငေးကြည့်နေမိကြခြင်း။တဲ့ပင်များထူထွက်စွာပေါရောက်နေသောကြောင့်လာယောင်မစားရသောအမောင်အတွင်းမှအမျိုးသမီးငယ်တအူပြေးထွက်လာပါသည်။လာယောင်ဖြင့်အမျိုးသမီးငယ်အားထင်ရှားစွာတွေ့နေရပါသည်။ အမျိုးသမီးငယ်အားပြိုမြင့်နှုနေသော၁၈၁၉အရွယ်ခန့်ရှိပြီးအဝတ်အစားများကအကောင်အတိုင်းရှိမနေပဲပြဲစုံတွေကဖြူဝင်းသောသူရဲ့အသားရည်ကလာရအောင်တွင် ထင်ရှားစွာတွေ့နေရပါတယ်။သူမနောက်မှယောက်ျားကြီးနှစ်ယောက်ကကက်လိုက်ပါလာကြပြီးကျွန်တော်တို့ရှိလင်းစင်အောင်အယောက်တွင် အမျိုးသမီးငယ်အားမိသွားကြပါတော့တယ်။အခုတို့ရေကဲကြပါအောင်ရှင်။လူရုံမာတွေလွတ်နော်လွတ်။ဟာဒီကောင်တွေအတော်မတ်ရိုင်းတာပဲ။ဟုတ်တယ်။ ဒီအတိုင်းတော့လက်ပိုက်ကြည့်မနေသင့်ဘူးဟိုကောင်မလေးတနာပါတယ်ဟုတ်တယ်ဒီကောင်တွေလက်ကကောင်မလေးကိုကယ်ရမယ်အမျိုးသမီးငယ်ကကျွန်တော်တို့ရှိရလင့်စံဘတ်တို့အော်ဟစ်အခုညီတောင်းရင်သူမအားဖမ်းချုပ်ကအာဓမဇန်နေသူနှစ်ယောက်အားခွန်အားရှိသမျှရုံးကန်အော်ဟစ်နေရှာပါတယ်။ထိုမြင်ကွင်အားကြည့်ကကျွန်တော်တို့လူစုကတရားတပောက်ဖြင့်ကြိတ်မနိုင်ခင်မယားပြောဆိုရင်လေကားအာယူကအောက်သို့ဆင်းရန်အလုပ်တွင်ဟာဟင်ဟဲ့လူဖို့တေး မိန်းကလေးတရားဒုက္ခရောက်နေတာခမ ्या ကမကူညီတဲ့အပြင်တန်တန်းနဲ့ပါပြစ်လိုက်တယ်ခမ ्या အတော်လူမဆန်တဲ့လူပဲဟုတ်တယ်ဖိုးတီဒါတော့မင်းလွန်သွားပြီလို့ငါထင်တယ် ျွန်တော်တို့လူစုအောက်စင်းရံအလုပ်တွင်အားလုံးမထင်မှတ်ထားတဲ့အလုပ်တစ်ခုအားဖိုးတွေကလှုပ်ချလိုက်တယ်။ယင်ကအောင်မဒုက္ခရောက်ကအော်ဟစ်အကူကြီးတောင်းနေတဲ့မိမပြိုလေးအားတနက်ဖြစ်ပြစ်ချလိုက်ခြင်းဖြင့်ဖြစ်ပါတယ်။ထို့အတွက်ကျွန်တော်တို့အားလုံးဒေါသတကြီးဖြင့်ဖိုးတွေအားအပြစ်နနေကြခြင်းဖြစ်ပါတယ်။ဟဲ့လူတွေထင်ရတဲ့ရှောက်ပြောမနေကြနဲ့ကျုပ်ပြစ်လိုက်တာဘာလဲဆိုတာသေချာကြည့်လိုက်ကြအောင်။ဟာဘာတွေဖြစ်သွားတာလဲ။ဟိုမင်းကလေးရောတမင်တေကြီးတကောင်ပဲတွေ့ပါလား။ ဖို့တီပြောမှကျွန်တော်တို့အားလုံးမိမ့်မပြိုလေးစီလှမ်းကြည့်လိုက်ရာမိမ့်မပြိုလေးအစားသမင်တီကြီးတကောင်ကတွေ့လိုက်ရပါတယ်။မင်းတို့ငါလက်ကမလွတ်ပါဘူးကွာ။မိမ့်မပြိုလေးအားမတော်မတရားကြမ်းစီသူနှစ်ယောက်ထဲမှတစ်ယောက်ကကျွန်တော်တို့ရှိနေသောလင့်စင်ပေါ်မော့ကြည့်ရင်မျက်လုံးစိမ့်ကြီးဖြင့်ကြည့်ရင်ရင်ကောင်းတန်ကြီးဖြင့်ပြောလာတော့ကြောင့်အားလုံးကြောချမ်းသွားမိပါတယ်။ဟာဘလို့အကောင်ကြီးတွေဖြစ်သွားတာလဲ။လောက်ပါအောင်ဖို့တီပြစ်ပြစ်ကိုကြော်စွာအပင်ပေါ်အတက်မခံတဲ့ ထိုလူနေရအကျွန်တော်တို့အဖွဲ့အားလှမ်းရင်ကျင်းဝါတန်တဲ့အတူကျွန်တော်တို့ရှိရာ အပင်ပေါ်သို့ရှောက်လာကြရင်တပင်ကြီးအဖက်တွေကတက်ရန်ကြိုးစားနေကြခြင်းပင်ဖြစ်ပါတယ်သူတို့ပုံစံဒီလဲနဂိုမူလအတိုင်းမဟုတ်တော့ပဲစိန်ဖန်ဖန်မျက်လုံးများအယိုးကျနေသောမျက်နာနဲ့အတူရှာကြည့်သည်ရံပတ်ခမ်းများတွဲကျနေက အာရီတမျက်များကျနေသည်ကိုတွေ့လိုက်ရပါတယ်။ဘာကြောင့်နေတာလဲကိုကျော်စွာအဲ့ဒါလူမဟုတ်ဘူးပြစ်လေပြစ်တိတ်ဆိတ်နေတဲ့ညအတွင်တနက်တန်ဆူညံသွားပါတယ်။ အပင်ပေါ်တက်ရန်ကြိုးစားနေတဲ့တယောက်အားဖိုးတေကပြစ်ချလိုက်ခြင်းနဲ့အတူကြောင်ကြည့်နေတဲ့ကိုကျော်စွာအားဖိုးတေကသတိပေးကပြစ်ခိုင်းခြင်းဖြစ်ပါတယ်ထိုနကောင်ကတနက်ပြစ်ချက်များကြောင့်ပင်အပေါ်တို့တက်မရတော့ပဲအောက်သူပြန်ပြုတ်ကြကတော်နှင်းတို့ဝင်ရောက်ထွက်ပြေးပြက်ကွယ်သွားကြပါတော့တယ်ကျွန်တော်လည်းကြောက်လန့်စိတ်ဖြင့်အခုမှတက်ပြင်းရှိကြီးဟူခနဲ့ချနိုင်မှာတော့တယ်အချင်းကညတနားကြီးကြော်ခန့်တာရှိသေးတော့လဲဘယ်သူမှမအိပ်ရဲကြတော့ပဲကြုံရတွေ့ရတာတွေကအထူးအဆန်းကြီးပါလားကိုဖို့တီ ဟုတ်ပါကျွန်တော်တို့တကားမှမကြုံဘူးကိုဖိုးတီကျွန်တော်နဲ့ကုကြောစွာစကားကြောင့်ဖိုးတီကအောက်သူစိတ်မချသေးဟန်ဖြင့်ကြည်နေရင်မှကျွန်တော်တို့ဖက်မျက်နာလှဲ့လိုက်ရင်အေးဟုတ်တယ်တောမာယာတွေလေငါကကြုံဘူးပြီးသားအစောနာကတယောက်ယောက်သာဆင်းသွားလို့ကတော့မတွေ့ရဲစရာပဲဟုတ်တယ်ဖိုးတီငါတကယ်ကြီးထင်နေတာမင်းစဉ်းစားကြည့်လေကွာအခုလိုလူမရတူမရတောနဲ့ကြည့်တဲ့မိန်းကလေးနဲ့ဒီလူတွေရောက်နေတာဒီကလေးကငါမတင်ကြတော့ဘူး နေလေကတောမောက်ထားတော့တော၆တာပဲဆိုတာငါသိတယ်ပြီကျွန်တော်အတွက်ကတော့မကြုံဘူးတာတွေမတွေ့ဘူးတာတွေအခုမှတွေ့ရတာပဲကုဖို့တည်အတွေ့အကြုံလို့သဘောထားပေါ်ကုချိုစွာရမုတ်ဆိုးတန်းတော၆တာတောမောက်တာခံဘူးကြပါရဲ့ကျွန်တော်တို့လူစုကမအိပ်ဖြစ်ကြတော့ပဲမိုးလင်းပေါက်စကားထိုင်ပြောကြရင် မနဲ့မိုးလင်းတဲ့အခါတောင်စိတ်ပြည့်မဲ့အစီအစဉ်အားဆွံ့လို့ရွာပြန်လာခဲ့ကြပါတော့တယ် ြစ်လို့စိတ်လည်းမရှိကြတော့ဘူးကျွန်တော်တို့ကတော်စီခံပေါက်မိထားကြပြီမဟုတ်လားဖိုးတေတို့အိမ်တွင်တညအိမ်ရင် နောက်နေတွင်ကျွန်တော်တို့ပြန်ခဲ့ကြပါတယ်အပြန်ခရီးတွင်ကကားခဲ့ချီရရေးပြအင်းအထိဖိုးတေကလိုက်ပို့ရှာပါတယ်ကျွန်တော်တို့အဖွဲလည်းရန်ကုန်တက်မဲ့ကားတစ်စီးအစင်သစ်တွေ့တာကြောင့်ထိုကားနဲ့ပင်ရန်ကုန်ကိုပြန်တက်ခဲ့ကြပါတော့တယ်ဖိုးတေမှာကားထွက်ခြင်းအထိနောက်တွင် လက်ပြကြံရိတ်ခဲ့ပါတော့တယ်ပြည်သက်များရှင့် ယခုတင်ဆက်ပေးခဲ့တဲ့ဇလန်လေးကတော့မုတ်ဆူဖူးတရဲ့မာယာတော်ဆိုတဲ့ဇလန်လေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါရဲ့ရှင်။နားဆင်အားပေးခဲ့တဲ့ပရိသတ်များအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်။